အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောကြပေးချင်တဲ့ပုံမြင်လေးကတော့ဆာရေးဆရာမောင်ဘူးမွေးသားထားတယ်တက္ကသိုလ်ဆရာကြီးစကားသုံးကုန်းလို့အမိရပါတယ်ရှေးခါကဗာနတီပြည်မှာစင်ရင်သားယောက်ျားတူရှိပါတယ်အိမ်လူဟာအိမ်အောင်ပြုပြီးမှပြင်ညာတင်ကြတက်မြောက်နှုတ်စိပေါ်ပေါ်လာတာကြောင့်ဇနီးဖြစ်သူကိုခွင့်ပန်ပြီးတော့တက္ကသိုလ်ပြည်မှာရှိရဲ့ဒီသာပေါင်မောက်ကဆရာကြီးထံသူထွက်ခွာလာလေတယ် တက္ကသိုလ်ပြည်သူရောက်တဲ့အခါမှာတီတာပေါင်းပေါင်းကဆရာကြီးထံသို့ဝင်ပြီးတော့ပညာသင်ကြားလိုကြောင်းခွင့်ပတ်တောင်းတဲ့အခါဆရာကြီးကအသက်အရွယ်အဘယ်များရှိပြီနီးဟုမေးလျက်ရှင်ရသားယောက်ျားကအသက်35နှစ်ရှိပါပြီ ဟုဖြေရာဆရာကြီးကအိမ်နောက်ရှိပါသလားဟုမေးမြန်းနေရှင်ရသားယောက်ျားကအိမ်နောက်ရှိပါသည် ဟုဖြေကြားပြန်ရာဆရာကြီးကအသက်အကြီးမြင့်၍အိမ်နောက်ရှင်ဖြစ်သည့်အတွက်ပညာကိုနှိမ့်ရှေလာမြာတင်ကြားပေးခြင်းကမတက်ဆွမ်း တို့ရတွင်တုံခုံသောစကားကိုတင် जा ပေးလိုက်မည်။အပြန်ခီး၌ထိုစကားအသုံးကုန်ကိုနှလုံးသွေးဆင်ခြင်လေးဟုမိန့်ကြားပေးလိုက်လေ။အဲ့နောက်မှာဆင်းရဲသားယောက်ျားကတလက်သေးကလေးမောမအိယာရေစိတ်မှရေမချိုးရမစူးစမ်းမစင်ခြင်းပဲမပြုရဟုသောတုံခုံသောဩဝါဒကိုရှုံရှုံမှလိုက်လေ။စင်ရသားယောက်ျားကလည်းဒီသာပေါမောက်ကဆရာကြီးကိုဝှက်ပြူပြီးဘာနဲ့ဒီပြူကိုပြန်ခဲ့လေတဲ့ တန်ခဲကြီးမှာစရက်တစ်ခုကိုကြောင်းရင်အချိန်မရှိရောအကြောင်းအပန်းဖြင့်အိဆက်ဖို့ကြံစီလေတယ်။အဲသူစဉ်စီရင်သားယောက်ျားဟာတလက်တေကလေမောမအိယာဟူသောဆရာကြီးဩဝါဒကိုနှလုံးသွင်းမိတာကြောင့်တတိထာဝီအိတ်လေ။အဲဒီစရက်မှာအမက်မက်အမှုမက်အမက်မက်အိတ်ကြက်တဲ့ခကြီးတဲ့ယူစားနေကြဘလူးမတခုရှိတယ်။ဘလူးမအရင်လူရလိုပဲယူသားစားမယ်ဆိုတဲ့သဘောနဲ့စီရင်သားယောက်ျားကို gain တတိတမစဉ်ရှင်ပြေအိတ်နေတဲ့ဆင်းရဲသားယောက်ျားဟာလန်ဒူးလာတယ်။ရုတ်တရက်ထပြီးရောဘလူးမအိုဖမ်းပြီးဓာတ်နဲ့ခုတ်တက်မဲ့ဟန်ဖြူတယ်။ဘလူးမကလည်းဆင်းရဲသားယောက်ျားကိုကြောက်ရွံ့တာကြောင့်အပြစ်ကိုတီးခံပေးပါကရွှေသုံးပိတ်တာပေးပါမည်ဟုဆိုတော့ကြောင်းဆင်းရဲသားယောက်ျားကလည်းဘလူးမကိုဖန်တားရာနဲ့လွတ်လိုက်လိမ့်တယ်။ဘလူးမကလည်းကတိအတိုင်းဆင်းရဲသားယောက်ျားကိုရွှေသုံးပိတ်တာပေးလိုက်လိမ့်တယ်။ဆင်းရဲသားယောက်ျားဆက်လက်ပြီးခရီးထွက်ခဲ့ပြန်ရာ တခုတော်မျိုးစိတ်တို့ရောက်နီရေချိုးလူတဲ့ဆန္ဒပေါ်ပေါ်လာသည်နေရေချိုးမှုကြံစီလီတယ်ထိုခဏမှာရေစိတ်မှာရေမချိုးရဟုတော်ဆရာကြီးရဲ့ဩဝါဒကိုနှလုံးသွင်းမိတာကြောင့်အခြားသောအရက်တို့ကြောင့်မှရေရှင်းချိုးလီတယ်အတန်ငယ်ဝေးမှာရွှေတော့ကိုတတိယမိတာကြောင့်ရေချိုးခဲ့သောနေရာသို့ပြန်ရရှာပွေရ ရွှေတော့ကိုအလွယ်တကူပင်တွေ့လီတယ် ဘာနဲ့ဒီပြင်တော့ပြန်ရောက်ရေးအိမ်မဝင်မိမိဇနီးဖြစ်သူကလူငယ်တကူနဲ့ရှင်ရွေးအိမ်နေတီကိုတွေ့မြင်တာကြောင့်ဇနီးဖြစ်သူဟာဖောက်ပြန်ဒီထင်ပြီးဒါအနဲ့ခုတ်ဖို့ကြံစီလေတယ်အိမ်နောက်မှာမသူစမ်းမဆင်ခြင်းပဲမပြူရဟူသောဆရာကြီးဩဝါဒကိုတတိယပြီးဇနီးဖြစ်သူကိုနှိုးရင်မေးရပြင်ညာတင်ရတက္ကသူပြည်သူသွားနေစဉ်အတွင်ကြီးထွားလာရဲ့တာရင်ဖြစ်သူမှန်သိရလေတယ်ဆင်းရဲသားယောက်ျားကလည်း ပညာရှိများမျှော်မင်တတ်ပါလေ။ဆရာကြီးစကားတုံခုံကကြီးစွာသောအထောက်အကူကိုပြုပေးပြီးဂျေဇူးကြီးစွာတကားဟုဆိုကတီတာပေါင်းပေါင်းကဆရာကြီးရှိရာတက္ကသိုလ်ပြည်သူရင်မှန်းပြီးတော့ကတော့လေတည်းဆောင်းပုတ်ဆရာစကားနားထောင်ညာအမမတွေ့ရနားထောင်ပြီးတဲ့အတွက်အလုံးကိုဂျေဇူးတမားလေခင်ဗျာ။